ချန်ပီယံလိစီမီဖိုင်နယ်ဒုတိယကြောအင်တာမီလန်နဲ့ဘာစလိုနာမင်္ဂလာပါကိုကိန်းစ်တဖုတ်ဘောရှူအနေကျူတူပါရယ်ကျွန်တော်ကိုကိန်းမှာဆက်စီရိုကွင်းထဲမှာမနေ့ပြင်အင်္ဂါညတနားရီခွဲမှာရှင်ပြိုင်ကစားတော့မဲ့အင်တာမီလန်နဲ့ဘာစလိုနာရဲ့ပွဲကြိုသုံးသက်ချက်ကိုလုပ်ပြီးသွားကြပါတယ်ခင်ဗျာဆိုတော့ထုံးတဲ့နိုင်မှာကျွန်တော် key points တွေအရင်ဆွဲထုတ်ကြည့်အောင်အင်တာမီလန်ဒီစပိန်မြေမှာတွားရောက်ကစားရတဲ့ပထမအကြော့မှာကတည်းကနိုင်ဖို့ အခွင့်အရေးတွေအများကြီးရှိခဲ့တာပါတိုးတော့အနေဆုံးရလက်တစ်ခုဖြစ်တဲ့တရေဆိုတဲ့ရလက်ကိုရအောင်ယူနိုင်ခဲ့ပါတယ်အဲ့တော့ပရမအကျော်အဝေးကွင်းမှာတရေကြတဲ့အသင်းတွေကအိမ်ကွင်းမှာတော့ပိုအားကောင်းသွားတာအမှန်ပဲအတိအကျကြီးတော့မရှိဘူးပေါ့ဗျာဒါပေမဲ့လည်းအရှင်ပြိသက်အားနဲ့ပွဲတစ်ပွဲရလက်ကိုလူတလူပုံဖော်ဖို့အတွက် အခွင့်အရေးပိုကောင်းနေတယ်နောက်ဆန်စီရိုရဲ့တမိုင်းစင်လား ျွန်တော်တို့ကလေးဘွားတွေကဆန်ဆရိုဒီဘလောက်ခန်းသားကြောင်းမီလန်မြို့ကန်အသင်းနှစ်သင်းရဲ့เนาะခန်းသားတဲ့အိမ်ကွင်းဖြစ်ကြောင်းပြိသက်တွေရဲ့အားပေးမှုတွေကဘယ်သို့ဘယ်ပုံထဲဝါကြောင်းသိရှိခဲ့ရပါတယ်တကယ်တမ်းကစားတဲ့အခါမှာလဲအီတလီဘောလုံးပြိသက်တွေရဲ့ဘောလုံးကိုချစ်မြတ်လို့ဆိုတာအားပေးတဲ့ဟန်တွေကကြောက်ခမန်းလေးလေးဖြစ်ပါတယ်ဒါတော့အီတလီဘောလုံးပြိသက်မှာမဟုတ်ပါဘူးစပိန်တို့ဂျာမနီတို့အစုံပါပဲထားပါအဓိကပြောချင်တာကတော့အီတလီယန်တွေရဲ့အားပေးမှုပြင်းထန်တဲ့ဟန်တွေအောက်မှာဘာစလိုနာအနေနဲ့အကောင်းဆုံးကြိုးစားဖို့ရှိနေတယ်အဲ့တို့ကြောင့် ထမအကြော့မှာလိုအပ်တဲ့ရလဒ်တစ်ခုကိုပုံပေါ်ဖို့အတွက်အရေးကြီးတယ်ဆိုပြီးကျွန်တော် key points ထဲမှာထည့်ပြောတာပါ။ဆိုတော့ဒီဒုတိယအကြော့မှာလည်းပထမအကြော့တော့ရလဒ်မကောင်းတဲ့အသင်းကရလဒ်ကောင်းအောင်ပြန်တော့ပုံပေါ်လို့ရတယ်။ဒါ့ပေမဲ့ကန်တဲ့အသင်းပေါ်မှာတော့မူတည်တာပေါ့ဗျာ။အနေထားချင်းကွာတဲ့အသင်းမျိုးပထမအကြော့မှာမထင်မှတ်ပဲရှုံးသွားရင်အိမ်ကိုရောက်တဲ့အခါကျရင်ဖိကန်လို့ရတယ်။ ဒါမို့လည်းအဝေးခွင့်ရောက်တဲ့အခါကျရင်လူတို့လူထိန်းကန်လို့ရတယ်ဆိုပေမဲ့အင်တာမီလန်ကြီးကကောင်းတယ်ဗျာအတွေ့အကြုံအပြည့်ရှိထားတဲ့အသင်းအသင်းနောက်ဆုံး၃နှစ်မှာနော်သူဆီမီဖိုင်နယ်အဆင့်ကိုရောက်ထားတာဒါ၂နှစ်ရှိပြီဖိုင်နယ်ကိုတစ်ချိန်ရောက်ခဲ့ပြီအဲ့အတွက်ကြောင့်အင်တာမီလန်အသင်းဒီဘာစလိုနာရဲ့လေဗန်အနေထားမှာရှိတယ်ပထမအကြော်တော့ကလည်းခံစစ်ကိုပဲတိတိငိမ့်နဲ့ကစားသွားတာလုံးဝစိတ်အေးလေခံစစ်ပဲလာမပြောနဲ့အခွင့်အရေးရမှသာတစ်ချက်ဆိုရင်ဆိုသလားထိုးပေါက်ထိရောက်တဲ့ဟန်ကိုအသုံးပြုသွားခဲ့တဲ့အတွက်ဘာစလိုနာအတွက်ခက်ခဲတဲ့ ပြိုင်ဘက်အတင်းတင်းဆိုတာကတော့ညင်းလို့မရပါဘူးအဲ့တော့ကြအင်တာမီလန်အသင်းဒီဒီပွဲစဉ်ကိုနောက်ဆင့်တက်ဖို့အတွက်အသေးအံစူးစမ်းရုန်းကန်ကစားပါလိမ့်မယ်သို့တော့ တေရလက်တော့ပုံဖော်လို့မရဘူးပေါ့နော်အနိုင်ကိုတကူတော့အ ਨੇ ဆုံးသွင်းရပါလိမ့်မယ်ပြီးမှသာလျင်ဗျူအပိုင်းရဘယ်တော့ဘယ်ပုံပြောင်းလဲပြီးကစားမလဲဆိုတာတစ်ချက်စောင့်ကြည့်ရမှာပါကဲဘာစလိုနာနဲ့ပတ်သက်တဲ့ key point တွေကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်ဘာစလိုနာကဒီပွဲပြီးရပိုင်းအလိုမှာအက်ကလစီကိုဒါဘီရီယယ်မက်ဒရစ်အသင်းနဲ့ရှင်ပြိုင်ရဖို့ရှိတယ်လာလီဂါကလည်းပွဲတော့မပြတ်သေးဘူးဒါပေမဲ့ရီယယ်မက်ဒရစ်ကို လေးမှတ်ဖြတ်ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်အစိုးဆုံးအခြေအနေနော် Real Madrid ပွဲမှာရှုံးသွားရင်တောင်ပြဿနာအရင်မရှိဘူး Real Madrid ရဲ့ကြော်တက်ခြင်းတို့အမှတ်တူခြင်းတို့ခံအောင်မှမဟုတ်ဘူးသူတို့ ခြေတလန်းစုံလို့ရတယ်ရှုံးသွားရင်တမတ်အตาနဲ့အမဘေးစရာရဲ့အဆင့်တနေရာမှာဆက်လက်ရက်တည်နေဦးမှာပါဆိုတော့နောက်ကိုတဆင့်စုံလို့ရတဲ့ဘွဲနဲ့နောက်ကိုတဆင့်လုံးဝစုံလို့မရတဲ့ဘွဲမှာဘယ်ဘွဲကိုဦးစားပေးမလဲကျွန်တော်ညီကိုလေးဒါစဉ်းစားကြည့်လိုက်အဲ့တော့ဦးစားပေးတယ်ဆိုတဲ့နေရာမှာအရန်နေထုတ်ကန်အဓိကကစားသမားတွေထုတ်ကန်ဒါကိုပြောတာမဟုတ်ဘူးပို့ပြီးတော့အားဆိုင်ပြီးအင်ပြစ်အားပြစ်ကန်နိုင်တဲ့သဘောတရားကိုပြောတာပါအဲ့တော့ကျွန်တော်တယောက်တည်းယူဆချက်ရဟန်စစ်ဖလစ်ကတော့ချန်ပီယံလိကိုပိုအရေးကြီးတယ်လို့ယူဆမှာပဲပထ ထမအကြော့ကလည်းပွဲမပြတ်သေးပါဘူးတုံးတုံးဆိုတော့အနေငယ်အားနဲ့ချက်လေးတော့ရှိတာပေါ့လေအဝေးကွက်မှာသွားအောင်ကစားတဲ့အခါကျွန်တော်ရှိမှလည်းပြောပြီးပြီပြန်ပတ်ပြိတ္တတွေရဲ့အားပေးမှုဒဏ်ကစားသမားတွေရဲ့စိတ်တက်တကြွမှုဟန်နေကြအနေငယ်တော့ခက်ခဲနိုင်တယ်ဒါမဲ့လည်းဘာစလိုနာကဒီနေ့ရသည်အရင်ကောင်းနေတယ်အတင်းအတင်းဖြစ်တဲ့အတွက်ကြောင့်သူတို့မှလည်းအခွင့်အရေးအများကြီးရှိတယ်ဒီပွဲစဉ်ပေါ်မှာပဲအပြည့်အဝအာယုံစိုက်လာပါလိမ့်မယ်ခင်ဗျနောက်ထပ်တစ်ပိုင်းကတော့ဒီနေ့တင်တဲ့ပတ်သက်တဲ့ အာရှရဲ့အကြောပေးမှုတွေဆက်လက်ဆွေးနွေးကြည့်ပါမယ်။အစောပိုင်းအကြောပေးမှုတွေဖြစ်တဲ့အတွက်ပွဲနာနေရင်တော့အလှည့်ပြောင်းအနေငယ်ဖြစ်နိုင်တယ်။ဘာစလိုနာကပြန်ပြီးတော့တရေ တဝက်ရှုံးအကျော်ပေးထားတာပါဒီကျော်ပေးမှုကအနေငယ်စဉ်းစားခြင်းစရာပဲနော်ပထမအကျော်တော့ရှုံးမလို့လို့ဖြစ်ခဲ့တဲ့အသင်းတသင်းကိုပြန်ပြီးတော့အကျော်ပြန်ပေးထားတာအမှတ်တမဲ့စဉ်းစားကြည့်လိုက်ဗျာအင်တာမီလန်ကဘေးရမှာမဟုတ်လားအင်တာမီလန်အဝေးကွင်းမှာတောင်မှဘာစလုနာအကောင်းဆုံးကစားခဲ့တာအိမ်ကွင်းမှာအနိုင်ကစားဖို့တည်ချာရဲဆိုတော့ခန်းစားချက်မျိုးကလူတိုင်းရမှာပဲလေပေးမှပေးတော့အင်တာမီလန်ကတည်ရတဝက်ရှုံးပေးရမှာပေါ့တိုးတော့ဘာစလုနာကဘာကြောင့်ပေးတယ်တော့ပွဲနာနေရင်တော့တဒဲလေဖြစ်ကောင်းဖြစ်သွားနိုင်တယ် သို့တော့ Inter Milan ပြန်ပြီးအကျော်မပေးရတာကိုကြည့်ချင်းအားဖြင့်ဒီပွဲချင်းကလည်း Inter Milan တေရလက်အမြင့်ဆုံးရနိုင်တယ်ဆိုတဲ့ Bookie ရဲ့တွေးခေါ်မှုမျိုးဖြစ်ပါတယ်။တကယ်လို့သာ Inter Milan အနိုင်နဲ့တေရရှိရဆိုရင် Inter Milan တေရတဝက်ရှုံတေရအပြည့်ရှုံတော့ပေးမှာ။ Inter Milan မနိုင်နိုင်တဲ့အတွက်နိုင်ဖို့ခက်ခဲတဲ့အတွက်ကြောင့် Barcelona ကပြန်ပြီးတော့ပေးထားတာပဲ။ ဆိုတော့ဒီကြောပိမှုပိုင်းမှာကျွန်တော် ဖြည့်ဆွက်ဆွေးနွေးခြင်းတာအဘျူအပိုင်းနည်းနည်းလေးကျွန်တော်ဖြည့်ပေးခြင်းဘျူအပိုင်းမှာဘာဆိုနာကပိုစီးတဲ့အတင်းတင်းသို့တော့အင်တာမီလန်ကပိုထိရောက်တဲ့အတင်းတင်းဘောလုံးပွဲကျွန်တော်ကြည်လာတာကြာပြီဖြစ်တဲ့ညီကိုတွေကတော့တိမာပါအခွင့်အရေးတွေပိုရတဲ့အတင်းကတော့တင်းဖြစ်ရင်ဖြစ်မယ်အင်တာမီလန်ကတော့အောက်တင်းအနေနဲ့ခံစားတဲ့အတင်းပေါ့ဗျာတို့ပြမယ်တကယ်တမ်း chance တွေဂိုးဖြစ်ပြောင်းလဲနိုင်တဲ့အခွင့်အရေးမျိုးတွေတချို့တော့ကိန်းကနဲအချက်လက်တွေမှာဘာဆိုနာကပိုအတာစီးရနိုင်တဲ့အတွက်ဒီဂျောပိမှုပေးထားတာ ဆိုတော့ရွေးချယ်ရတော်တော်လေးခက်တယ်။အင်တာမီလန်အဲ့ဒီဂိမ်းနဲ့အချက်လက်တွေဒါတာဂျင်မတာပေမဲ့ခန်းစစ်ကစားပုံကလည်းအရင်ကောင်းနေတော့ပြိသက်အနေနဲ့အတွေးကတောင်ပြေးမြောက်ပြီးပြေးနေနိုင်တယ်။တူတယ်ကုန်းနဲ့တစ်ချက်ပြန်ချေကြည့်မယ်။၃လုံးတဝက်ရှုံ။အဲ၃လုံးတဝက်ရှုံကတော့ပြုတ်လိမ့်မယ်တူတယ်ကုန်းများနိုင်တယ်ဗျ။ကျွန်တော်ရဲ့တူတယ်ကုန်းအများကိုစွန့်စားတာအခုနောက်ပိုင်းပွဲလေးတွေမှာနည်းနည်းမှန်လာတယ်။လီဗာပူးချယ်စီပွဲဆိုလည်းကျွန်တော်တူတယ်ကုန်း over စွန့်စားလိုက်တယ်။ပြောချင်တာဗျပထမအကြော့တော့ကလည်းထိန်းကန်လို့ရရတဲ့အတိုင်း၃-၃ဖြစ်သွားသေးရပဲ။ ဒုတိယအကြော့ပိုတော့ထိန်းကန်လို့မရတော့အင်တာမီလန်လည်းထိန်းကန်လို့မရဝမ်စီနဲ့တော့ထိန်းကန်ကောင်းကန်လိမ့်မယ်ဒါပေမဲ့ဘာစီလိုနာတို့သေးမျိုးသွားထိန်းကန်လို့မရအောင်တော့အဲ့ဒီလမိုင်းညမ်းဘက်တို့ရာဖီညာတို့အချိုးချိုးမှပဲရလိမ့်မယ်အဲ့ဒီကကြောင့်ကျွန်တော်တွေကတိုတယ်ကိုအိုဗာကို business ရအားပေးတာပို့ပြီးတော့ကောင်းပါလိမ့်ကျွန်တော်တို့ handicap ရ second priority ဖြစ်တသိန်းရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်ဘာစီလိုနာကြိုက်တယ်ဒီဘက်မှာဘာစီလိုနာရှုံးမယ်လို့တော့မထင်ဘူး တေပွဲတပွဲနဲ့ပြီးသွားဖို့များတယ်အချိန်ပိုတွေစက္ကန့်ရနိုင်တယ်ပနတီတွေစက္ကန့်ရနိုင်တယ်ဒါပေမဲ့မိနစ်60အတွင်းဘယ်အသင်းကြိုက်လဲလို့မေးရင်တော့ကျွန်တော်ဘာစလိုနာကိုကြိုက်ပါတယ်ခင်ဗျကဲနောက်တစ်တစ်ပိုင်းဒီသင်းကြားတဲ့ဂိမ်းနဲ့အချက်လက်လေးတွေအနည်းငယ်ဆက်လက်ဆွေးနွေးကြည့်ကြပါတယ်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာတော့3ချိန်သေးကြထားတယ်။ဘာစလိုနာ2ချိန်နိုင်ပြီးတော့အင်တာမီလန်1ချိန်ပဲနိုင်တာ။သို့တော့ဘာစလိုနာကဒီဟတ်တူကအသာကြီးရနေပြီလို့မထင်လိုက်ပါနဲ့။အင်တာမီလန်ကွင်းရောက်တိုင်း ဘာစလိုနာသည်ရုံးကန်အလေးရှိပါတယ်။အင်တာမီလန်အကွင်းမှာဝမ်ဇရိုနဲ့ရှုံးနေခဲ့တဲ့ဒါ2022ခုနှစ်တုန်းကထိတ်တဲတွေ့ဆုံမှုတစ်ချိန်ရှိခဲ့မယ်။2019ခုနှစ်တုန်းကဘာစလိုနာ2-1နဲ့နိုင်ခဲ့တဲ့ထိတ်တဲတွေ့ဆုံမှုတစ်ချိန်ရှိခဲ့မယ်။2019ကတော့နည်းနည်းကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒါ current အရင်တော့မဖြစ်တော့ဘူးပေါ့နော်။2022ကတော့ခဏနည်းပဲရှိသေးတဲ့အတွက်ဒါအင်တာမီလန်အသာကြီးရထားတယ်လို့ပြောရမှာဖြစ်ပါတယ်။အခုနောက်ဆုံးတွေ့ဆုံမှုမှာတော့ပထမအကြော်တုန်းကဘာစလိုနာအကွင်းမှာ3-3တည်းကြာတာပါတယ်။ဟတ်တူဟတ်မှာကတော့အခုနောက်ပိုင်းခေအချိန်ကြီးအင်တာမီလန်အနည်းငယ်အသာကြီးရနေပါတယ်ခင်ဗျ။ လက်ရှိ current form ကိုကြည့်မယ်ဆိုရင်တော့ Inter Milan အတင်းကလုံးဝမကောင်းဘူးဗျ။အခုကစားထားတဲ့နောက်ဆုံး6ပွဲမှာသူတို့တပွဲပဲအနိုင်ရခဲ့တယ်။အဲ့ဒီပွဲကတော့ဒါ Verona ကိုအခုနောက်ဆုံးကန်တဲ့ပွဲပါ။၈ပွဲတွေမှာ Inter Milan အတင်းဒီ၃ပွဲဆက်ရှုံးနေခဲ့တာရှိတယ်။ Barcelona ကိုတည်ကြခဲ့တာရှိတယ်။ဒါပေမဲ့ကစားပုံကတော့ကောင်းနေသေးပါ။တစ်ဖက်က Barcelona ကိုကြည့်မယ်ဆိုရင်တော့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်6ပွဲမှာသူတို့တပွဲပဲရှုံးခဲ့တယ်။အပွဲက Borussia Dortmund ကိုရှုံးတဲ့ပွဲပါ။နောက်ဆုံး La Liga ပွဲစဉ်တွေအားလုံးနိုင်သားပါတယ်။ Inter Milan တင်းတဲ့ကိုပဲတည်ကြတာပါခင်ဗျ။ โอเคအဲ့တော့ကျွန်တော်နောက်တစ်ပတ်အရေးကြီးတာလေးပေါ့နော်အင်တာမီလန်အသင်းရဲ့ ိမ်ကွင်းအားလေးအနေနဲ့ပြောပါမယ်။နောက်ဆုံး6ပွဲမှာတို့နှစ်ပွဲရှုံးထားပါတယ်။ကျန်တဲ့3ပွဲနိုင်ပြီးတော့2ပွဲတည်ကြထားပါတယ်။အိမ်ကွင်းကအရင်မကောင်းပါဘူး။ဘာစလိုနာရဲ့အဝေးကွင်းရက်ဆက်ကိုပြောမယ်ဆိုရင်တော့ Borussia Dortmund တသင်းထဲကိုပဲတို့ရှုံးထားတာပါ။ကျန်တဲ့ပွဲတွေမှာအားလုံး9ပွဲရထားတာကိုတွေ့ရပါတယ်။ဘာစလိုနာရဲ့အဝေးကွင်းရလဒ်ကပိုပြီးကောင်းတဲ့သဘောမျိုးဖြစ်ပါတယ်။ကဲကျွန်တော်နောက်ဆုံးမှပြောပိုင်းချင်းကမှုအနေနဲ့လုပ်လိုက်အောင်။ Inter Milan အသင်းဒီခန်းစစ်ကိုစနစ်တကျနဲ့ Art ဆန်ဆန်ကစားတဲ့အသင်းအသင်းပြ။ဒါကလည်း Simon Inzaghi ရဲ့ကျွမ်းကျင်ပါနမှုကြောင့်လို့ပြောရမှာပါ။သူကသာတိုက်စစ်မှု ဖြစ်ခဲ့တယ်ချန်ပီယံလိမှာ၄ဂိုးတွေပါရေးသွင်းခဲ့ဘူးတဲ့ဆိုပေမဲ့ကန်စစ်ကစားဖို့ပိုကောင်းနေတာတော့ကျွန်တော်တို့လည်းနည်းနည်းထူးဆန်းတယ်လို့ထင်တယ်။ဆာမွန်နီအီဇာဂီကိုမိခဲ့တဲ့ညီကိုတွေကတော့မိမှာပါ။လာဇီရိုနဲ့၄ဂိုးသွင်းသွားတဲ့ခုနှစ်တခုနှစ်ရှိတယ်။ထားပါ။အဲ့တော့အီတလီနီးပြားတွေကိုယ်တိုင်အောက်ကိုကန်စစ်ကစားတာအာသန်တာလေဖြစ်ကောင်းဖြစ်နေမယ်။ သူ့ဘာသူတိုက်စစ်မှုပဲပြောပြောเนาะဘာဟဲ့ပြောပြောခန်းစစ်ကစားပုံတော်တော်လေးကိုမိုက်တယ်အဲ့တော့ကျွန်တော်အင်တာမီလန်ရဲ့ခန်းစစ်ကစားပုံနဲ့ပတ်သက်ပြီးတော့လဲပထမကြော်တော့ review မှာတေချာတက်တကယ်ပုံနဲ့ရှင်းပြပြီးဖြစ်တဲ့အတွက်ကြောင့်အထူးတလဲတော့ပြောမနေကြတော့အဓိကကတော့သူ deep ဖြစ်အောင်ကစားတယ်ရှစ်မှာနှစ်ယောက်ပဲတင်ပြီးတော့ကစားတယ်တိ့ဟိုမှာလုံးဝ extreme deep လို့တောင်ပြောလို့ရတယ်။ကက်ကက်တက်တက်ကြက်ကြက်တဲတဲကိုကစားတာ။ဂျားထဲမှာလုံးဝ gap မရှိဘူး။ခံစစ်တန်း၃ယောက်မှာ CCB တယောက်ပဲဂျန်တယ်။ sweeper လို့လည်းပြောလို့ရတယ်ပေါ့ဗျာ။အီတလီတွေကတော့ sweeper တို့ libero တို့စတဲ့ပုံစံမျိုးတွေအတုံးနှုံးနေနဲ့ကစားတတ်တယ်။အဲ့တော့ sweeper ဒီဂူဒမားရဲ့ရှေ့နားမှာရှိနေမယ်။ libero ဒီ bastoni တယောက်လောက် DM ရဲ့နောက်ထိဝင်သွားမယ်။အဲ့လိုနေရာယူလေးယူထားမရှိတဲ့ position တွေမှာနေရာယူစော့တာဗျာ။အဲ့အတွက်ကြောင့်တချို့ဂူးသွင်းဖို့အားကောင်းတဲ့နေရာတွေမှာခံစစ်ကစားသမားတွေဒီအရင်မကြဲ ဘူးပြေးလိုက်ရင်ခြေနှလန်းလောက်ခြေနှလန်းလောက်ပြေးလိုက်အောင်နဲ့ရောက်နေတဲ့နေရာမျိုးလေးကြီးရှိတယ်အဲ့အတွက်ကြောင့်ဘာစလိုနာဂိုးရဖို့ကြိုးစားအားထုတ်မှုတိုင်းတိတ်မလွယ်တာဒါပေမဲ့လည်းဘာစလိုနာမှာကံကောင်းတာတခုကအဲ့လိုပွဲတစ်ပွဲရဲ့ရလဒ်ကိုချက်ချင်းပြောင်းနိုင်တဲ့ကောင်တွေကပါနေတာဗျအဲ့ရမဲဆိုတဲ့ကောင်လေးဆိုတော့တော်တော်ကျန်းတာဆိုတော့လမိုင်းနစ်မဲလ်တို့ရဖင်ညာတို့ကပွဲတိုင်းခြေသွန်းကိုတည်ငြိမ်အောင်ပိုဇီရှင်ကတော့ယူပြီးစော့မှာပဲပိုဇီရှင်ရဲ့ရိုတေးရှင်းတွေလုပ်မှာပဲအိုက်ဆိုလေးရှင်းတွေလုပ်မှာပဲအဓိကက အဲ့ဒီတောင်ပံကစားသမားတွေရဲ့လုံအားနှုံးတွေကအခေအားကျသွားဒါပေမဲ့ပြဿနာတခုရှိတာဘာဆိုနာအနေနဲ့ဂျူးစ်ခွန်ဒေမပါတာအနေငယ်ပြဿနာရှိတယ်တိုက်စစ်ပိုင်းကိုလိုက်ကူတဲ့အခါကျရင်ရာဖီညာအနေနဲ့ခွန်ဒေပါတလို့အဆင်ပြေပါမလားဆိုတဲ့အပိုင်းကိုကျွန်တော်ထက်တွက်ပြီးစဉ်းစားအင်တာမီလန်လော်ဒရိုမပါဘူးဆိုပေမဲ့လေလော်ဒရိုမပါတာပြဿနာမရှိဘူးကြိုက်တဲ့ကစားသမားထည့်ဆော့လို့ရတယ်နော်ကျွန်တော် တီရီမီရတယ်လို့အနော်တိုဗစ်လည်းထဲဆော့လို့ရအဓိကခံစစ်ကစားမှာအင်တာမီလန်အဲ့တော့ကြောင့်တက်စစ်မှုမပါတာသူတို့တော့ပြဿနာရှိမနေဘူးမာကတ်စတူရန်ရှိတယ်ဗျာနောက်ဆုံးသို့တော့ဘာစလိုနာကျတော့အလိုမဟုတ်ဘူးအသင်းမှာ fit in ကြပြီးသားကစားသမားတယောက်မပါဝင်မှုဟာအားနေသွားနိုင်တယ်ဆိုတော့ conclusion ဆွဲရမယ်ဆိုရင် viewer ဘိုင်းကအင်တာမီလန်ကတော့ခံစစ်ကစားမှုကောင်းကောင်းနဲ့ဆော့မယ်ဆိုရင်ဂိုးသွင်းကခက်ခဲနိုင်တယ်ဒါပေမဲ့လည်းပွဲတစ်ပွဲရလတ်ကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေရှိနေတဲ့ဘာစလိုနာရဲ့ twin goal တွေကိုလည်းကျွန်တော်တို့မျှော်လင့်ရမယ်အဲ့တော့ကြောင့်ဒီပွဲစဉ်ကတရေပွဲဖြစ်ဖို့အများဆုံးပါတိုတယ်ကို over ကိုစွန့်စားတာက တော့ပို့ပြီးတော့ခိုင်မာတဲ့ရွေးချယ်မှုဖြစ်ပါလိမ့်မယ်ခင်ဗျာ။